မင်္ဂလာပါဒီနေ့မှာတော့ဖုန်းနဲ့ Tiger Broker ကို အသုံးပြုပြီး US Stock Market က Stock ကိုနောက်ခံထားပြီးတော့ Option Selling လုပ်ပြပေးတော့မှာဖြစ်ပါတယ်အရင်ဦးဆုံးအနေနဲ့ Option ဆိုတာဘာလဲဆိုလို့ရှိရင် Option ဆိုတာကတော့အချိန်တစ်ခုအတွင်းတစ်စုံတစ်ယောက်က Stock Share တစ်ခုကို တိုက်ရိုက်မဝယ်ဘဲနဲ့တတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းဝယ်ခွင့်ဒါမှမဟုတ်ရောင်းခွင့်ကိုပိုင်ဆိုင်ထားတဲ့စာချုပ်မျိုးစားဖြစ်ပါတယ်အခုမှစတင်လေ့လာမယ်သူဆိုရင်နည်းနည်းခတ်မယ်လို့ တွေ့ထင်ပါလိမ့်မယ် option whether ရောက်နာ call option put option event option စတဲ့ strategy ပေါင်းများစွာရှိပါတယ်အဲ့ဒီထက်ကမှဒီနေ့ကျွန်တော်ကတော့အရေးစင်းဆုံးဖြစ်တဲ့ CSP လို့ခေါ်တဲ့ cash secure ပို့မွေသားကင်ဆောင်ပြီးတော့အကြောင်း contract စာချုပ်ကိုချုပ်ဆိုပြီး premium မွေသားကိုချက်ချင်းရယူတဲ့နည်းနဲ့လုပ်ပြပေးတော့မှာဖြစ်ပါတယ်အရင်ဦးဆုံးအနေနဲ့ဖုန်းထဲကကျွန်တော်ရဲ့ Tiger Broker account ထဲကိုဝင်လိုက်ပါမယ် ်အဲဒါကျွန်တော်ရဲ့ home base တဲကို ရောက်လာပါပြီအခုမြားနဲ့ပြထားတဲ့နေရာကတော့ကျွန်တော်ရဲ့ balance လက်ကျန်ငွေဖြစ်ပါတယ်305ဒေါ်လာနဲ့50 cent ရှိပါတယ်အောက်ဆုံးတန်းဘယ်ဘက်တောင်းတာလေးက home base နားမှာမြားပြထားတဲ့အထက်ကိုဝင်လိုက်ပါမယ်ဒါကတော့ကျွန်တော်ရဲ့ west slip ဖြစ်ပါတယ်ကုမ္ပဏီတွေရဲ့ short name နေနဲ့တစ်ကအမည်တွေဖြစ်ပါတယ် Apple ဆိုလို့ရှိရင် AAPL အမေဇုံဆိုလို့ရှိရင် AMZN အဲ့ဒါလိုအတူကောက်လေးတွေနဲ့ရေးထားတာဖြစ်ပါတယ်ကျွန်တော်ကတော့ JOBY ဆိုတဲ့အတစ်ကအမည်ကိုရေးထားပါတယ်ဒီကုမ္ပဏီကတော့ဒရုန်းလေယာဉ်မြန်တွေထုတ်လုပ်ပြီးအနာဂတ်မှာ AI တက်စီဝန်ဆောင်မှုပေးဖို့ကြိုးစားနေတဲ့ကုမ္ပဏီဖြစ်ပါတယ် JOBY ကိုနှိပ်လိုက်ပါမယ်အခုတွေ့နေရတာကတော့ overview ဖြစ်ပါတယ်ထိတ်ဆုံးမှဆိုလို့ရှိရင်ခုအဲ့ဒီ JOBY ကုမ္ပဏီရဲ့ stock ဈေးနှုန်းဖြစ်ပါတယ်16.9ဖြစ်ပါတယ် overview ရဲ့ဘေးနားက option တဲကိုဝင်လိုက်ပါမယ်။ဝင်လိုက်ပြီးရင်ဒီထဲကိုရောက်လာပါပြီ။ပထမအဆုံးအတန်းမှာ change ကိုထားပါမယ်။အဲ့ဒီအောက်ကအတန်းကတော့ expiry date ဖြစ်ပါတယ်။ကိုတက်မှတ်ထားခြင်းတဲ့ date ကိုရွေးလို့ရပါတယ်။3ရက်10ရက်တစ်ပတ်နှစ်ပတ်တစ်လ6လတစ်နှစ်စသဖြင့်ကိုကြိုက်တယ်လို့ရွေးထားလို့ရပါတယ်။ကျွန်တော်ကတော့အော်တိုဘာ3ရက်9ရက်ကိုရွေးလိုက်ပါမယ်။ ဒီနေ့ကတော့စက်တင်ဘာ24ရက်ဖြစ်ပါတယ်။နောက်တစ်ပတ်တော့ကြာနေအထိဖြစ်ပါတယ်။အဲ့ဒီအောက်ကအတန်းမှာကျွန်တော်ကပို့ပို့ option ရောင်းမှဖြစ်တဲ့အတွက်ပို့ကိုနှိပ်လိုက်ပါမယ်။ခုမြင်နေရတဲ့ဇာတ်ထဲမှာဘယ်ဘက်အစွန်ဆုံးကတော့ကိုတက်မှတ်ခြင်းနဲ့ Xenon Strike Pride တွေဖြစ်ပါတယ်။အဲ့ဒီဘေးမှာ BS Last Pride တို့ရှိပါတယ်။ညာဘက်ဘေးကိုဆွဲကြည့်လိုက်လို့ရှိရင် အချက်လက်တွေအများကြီးရှိပါသေးတယ်။ ဒီထက်က less price ဆိုတာကတော့လက်ရှိပေးထားတဲ့ premium ပေါက်ဈေးဖြစ်ပါတယ်။လက်ရှိပေါက်ဈေးအောက်နည်းသွားလေးလေး premium ဈေးကလည်းလိုက်ပြီးတော့နည်းသွားလေးဖြစ်ပါတယ်။အခုဒီဇီယားမှာမြင်းလိုင်းဆွဲထားတာကတော့အပေါ်ဘက်ကအခုလက်ရှိပေါက်ဈေးထက်နည်းတာဖြစ်ပါတယ်။အောက်ဘက်ကတော့များတဲ့ဟာဖြစ်ပါတယ်။အပေါ်ဘက်မှာဆိုရင်ဈေးနှုန်းကနည်းသွားလေးလေး less price ဆိုတဲ့ premium ဈေးနှုန်းကလည်းနည်းသွားလေးလေးဖြစ်ပါတယ်။အောက်ဘက်မှာဆိုရင်လည်းဒီလိုပါပဲ။ ဈေးနှုန်းများလာတာနဲ့မျှပရီမီယံတန်ဖိုးတွေကလည်းများလာမှာဖြစ်ပါတယ်။ကျွန်တော်ကဈေးနှုန်းကို16ထပ်မှ ဖြစ်တဲ့အတွက်16အတန်းကိုနှိပ်လိုက်ပါမယ်။16အတန်းဆိုလို့ရှိရင် less price က0.65လို့ပြနေပါတယ်။အဲ့ဒါတော့ပရီမီယံဈေးဖြစ်ပါတယ်။အဲ့ဒီတန်းကိုနှိပ်လိုက်ပါမယ်။ဒီစာမျက်နှာရောက်လာပါပြီ။ကျွန်တော်ကရောင်းမှာဖြစ်တဲ့အတွက်အောက်ဆုံးအတန်းဘယ်ဘက်နားလေးကဆဲဆိုတဲ့ဟာကိုနှိပ်လိုက်ပါမယ်။ ဆဲခလုတ်နှိပ်လိုက်တာနဲ့ account password တောင်းပါတယ် password 6လုံးရိုက်ထည့်ပြီးရင် OTP 6လုံးနဲ့ထပ်ပြီး confirm လုပ်ခိုင်းပါတယ် OTP 6လုံးရိုက်ပြီးရင်တော့အခုမြင်ရတဲ့ထည့်ရောက်လာမှာဖြစ်ပါတယ် type ဆိုတဲ့နေရာမှာ limit order market order ရှိပါတယ် limit order ဆိုလို့ရှိရင်ဒီအောက်က price ကိုကိုလိုချင်တယ်လို့ထားပြီးတော့အဲ့ဒီဈေးနှုန်းရောက်မှရောက်မယ်ဆိုတဲ့သဘောဖြစ်ပါတယ် market order ထားမယ်ဆိုရင်တော့ market အချိန်အတွင်းမှာရောက်ရှိနေတဲ့ဈေးနှုန်းအတိုင်းတိုက်ရိုက် ရောင်းတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ limit price နဲ့ price ကို0.5ထားပြီးတော့ရောင်းမှာဖြစ်ပါတယ်အောက်က contract ဆိုတာကတော့စာချုပ်တစ်ခုလားနှစ်ခုလားကိုရောင်းကျင်တဲ့လောက်အရေးအတွက်ထည့်ပြရမှာဖြစ်ပါတယ်ကျွန်တော်ကနှစ်ခုရောင်းမှာဖြစ်တဲ့အတွက်နှစ်ကိုနှိမ့်လိုက်ပါမယ်ဒီနေရာမှာ contract တစ်ခုမှာ stock share အဆောင်ရည်တရားပါပါတယ်အဆောင်ရည်တရားဖြစ်တဲ့အတွက် ဒီ strike price နဲ့ premium ကိုလည်းတရားနဲ့မြှောက်ပေးရမှာဖြစ်ပါတယ်ဒီအောက်က good day cancel ဆိုတာကတော့ cancel မလို့မချင်းဒီ order ကရှိနေမှာဖြစ်ပါတယ်အားလုံးထည့်ပြီးတာနဲ့ review sale order ကိုနှိပ်လိုက်ပါမယ်ခုစာမျက်နှာရောက်လာပါပြီအပေါ်ဆုံးက sale put အောက်ကတော့ company တက JOBY expiry က2025ဆယ်လပိုင်း3ရက် ကျွန်တော်ရဲ့သတ်မှတ်တဲ့ဈေးနှုန်း strike price က16ဒေါ်လာဖြစ်ပါတယ်ပို့ရောင်းတာဖြစ်တဲ့အတွက်ဘေးနဲ့မှာပို့လို့ပေါ်နေပါလိမ့်မယ် limit price 0.65ပါ contract ကနှစ်ခုပါ contract တစ်ခုမှာအဆောင်ရည်တရားပါတာဖြစ်တဲ့အတွက်နှစ်ခုဆိုတော့200ဖြစ်ပါတယ်အဲ limit price ကို200နဲ့မြောက်လို့ရှိရင်130ဒေါ်လာရပါတယ် estimate credit ဆိုတာကတော့ကိုရမယ့် premium ဖြစ်ပါတယ်200နဲ့မြောက်လိုက်တော့ ဒေါ်လာ130ဖြစ်ပါတယ်အဲ့ဒီကြပြီဆိုလို့ရှိရင် please save order ကိုနှိပ်လိုက်ပါမယ် order ကိုလက်ခံသွားပါပြီအဲ့ဒီ order ကို ပြန်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့အောက်က view order ကိုနှိပ်ပြီးဝင်ကြည့်လို့ရပါတယ်ပြန်ကြည့်ကြည့်လို့ရပါတယ် trading account order size sell order type limit order two lot contract နှစ်ခု limit order 0.65ကိုသေး cancel အကုန်လုံးပြန်ကြည့်လို့ရပါတယ်အားလုံးဘက်ပြန်ဆုပ်လိုက်ပါမယ်ကျွန်တော် order တင်ထားတာအောင်မြင်သွားပြီဆိုတာနဲ့စောနာကျွန်တော်ရခဲ့တဲ့ premium 130က အခုမြပြထားတဲ့305ဆိုတဲ့နေရာမှာရောက်ရှိလာမှာဖြစ်ပါတယ်။အော်ဒါတင်ထားတာကိုပြန်ကြည့်ခြင်းနဲ့ဆိုရင်တော့အောက်ဆုံးအတန်းထဲက portfolio တွေကိုနှိပ်လိုက်ပါမယ်။အဲ့ဒီထဲမှာ today order ဆိုတဲ့အထဲကိုနှိပ်လိုက်ပါမယ်။ဒီမှာ order list မြင်နေရပါတယ်။ pending လို့ပြနေပါတယ်။ pending ဆိုတာစောင့်ဆိုင်းနေပါတယ်ပေါ့။ပြီးရင်ဘက်ပြန်ဆွလိုက်ပါမယ်။ ခုလိုရောင်းလိုက်တာကို CSP Cat Secure Port ပို့ option ရောင်းတယ်လို့ခေါ်ပါတယ်။ CSP ရောင်းဖို့ဆိုရင်အရင်ဦးဆုံးအနေနဲ့ကိုယ့်ရဲ့အကောင့်ထဲမှာဒေါ်လာ3200ဆောင်ထားပေးရမှာဖြစ်ပါတယ်။အခုလိုရောင်းလိုက်တာမှာဖြစ်လာနိုင်တဲ့အခြေအနေနှစ်ရပ်ရှိပါတယ်။ပထမတစ်ရပ်ကတော့တက်မှတ်ရ expiry date မတိုင်ခင်မှာ store ဈေးနှုန်းကကိုယ်တက်မှတ်ထားတဲ့ strike price အထက်မှာဆိုလို့ရှိရင် စတရိုက်ပလက်အထက်မှာရောက်နေတယ်ဆိုလို့ရှိရင်ကို့အတွက်စာချုပ်ကဒီတိုင်းပြီးသွားပြီးတော့ပရီမီယံကကို့အတွက်အတရင်အမျက်ရလာမှာဖြစ်ပါတယ်အကယ်၍များ expiry date တွင်ကို့ရဲ့ဈေးနှုန်းရဲ့အောက်မှာဆိုရင်တော့ကို့အကောင့်ထဲကဒေါ်လာ3000ညာထပ်သွားပြီးစတော့အဆောင်ရည်200ဝယ်ပေးလိုက်ရမှာဖြစ်ပါတယ်အဲ့ဒီ store တွေကို store ဈေးပြန်တက်လာရင်ပြန်ရောင်းထုတ်နိုင်ပါတယ်မထုတ်ချင်ရင်လဲ CC Carbago ဆိုပြီး ပြန်ရောင်းပရီမီယံနောက်တစ်ခါထပ်ယူနိုင်ပြီးရောင်းနိုင်ပါလားကျွန်တော်ရဲ့ order မှာတက်မှတ်ထားတဲ့ဈေးရောက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ portfolio တွေကိုရောက်ရှိလုပ်လာပါပြီ။ခုများပြတဲ့နေရာမှာစောစောကကျွန်တော်ရဲ့ cash balance 305ဒေါ်လာရှိတဲ့နေရာမှာအခု434ဒေါ်လာချက်ချင်းရောက်ရှိလာပြီဖြစ်ပါတယ်။ ဟုတ်ကဲ့ပါအခုဗီဒီယိုလေးကကြည့်ရှုသူတွေအကျိုးတစုံတရာရှိခဲ့တယ်ဆိုလို့ရှိရင် like subscribe နှိပ်ခဲ့ပြီးတော့ channel လေးကိုအားပေးခဲ့နိုင်ပါတယ် option စတင်လေ့လာမယ်ဆိုလို့ရှိရင်အရင်ဦးဆုံးအနေနဲ့ stock market နဲ့ stock share အကြောင်းကိုအရင်ဦးဆုံးလေ့လာသင့်ပါတယ်အဲ့ဒီကနေမှတစ်ဆင့် option ကိုစတင်လေ့လာသင့်ပါတယ်အခြားလေ option နဲ့ပတ်သက်ပြီးတော့ဝေဖန်ထောက်ပြစရာအကြံပြုစရာရှိလို့ရှိရင် comment box မှာရေးပေးခဲ့နိုင်ပါတယ်အခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် ဝင်ဝင်နဲ့နေလေဖြစ်ပါစေ။